မိတ်ဆွေတို့ကမိထားပါတယ်ဒူအာတောင်းတဲ့အခါလက်ကိုဘယ်လိုထားသင့်ပါတလဲဘယ်လောက်အထိမြှောက်ထားရမလဲလက်ချောင်းတွေကိုတစ်ချောင်းနဲ့တစ်ချောင်းဘယ်လောက်ခွာထားရမလဲဆရာ بسم الله الرحمن الرحيم وبالله التوفيق بخاري جامع كتاب الدعوات ما لا وقال أبو موسى الأشعري رضي الله تعالى عنه دعا النبي صلى الله عليه وسلم ثم رفع يديه ورأيت بياض إبطيه တဘောကတမန်မြတ်ကြီးဆလလာဟူအလိဝဆလမ်ကဒွါတောင်းတဲ့အခါမှာလက်ကိုမြောက်တယ်တမန်တော်လက်ကိုဒီလောက်အမြင့်မြောက်လိုက်တယ်တမန်တော်ရဲ့ဒီဂျိုင်းမှာရှိတဲ့ဂျိုင်းကြားမှာရှိတဲ့ဒီအဖြူကိုပါမြင်ရတယ်တဘောကလက်ကိုမြင့်မြင့်တမန်တော်မြောက်ပြီးတော့ဒွါတောင်းတယ်အဲ့ဒီတိုင်းပဲအဘူဒါဝတ်ကျမ်းမှာလာရှိတယ်အနစ်စာအိဘိဘနီယဇီဒ်အန်အဘီဟီအန်နနဗီယဆလလာဟူအလိဝဆလမ် ကာနအီဇာဒါအာဖရာဖာယဒိုင်ဟီဖမဆဟဝဂျဟဟူဘီယဒိုင်ဟီအမနမြတ်ဆလလောအလိဆလမ်ဒူအာတောင်းတဲ့အခါမှာလက်ကိုမြောက်တယ်ပြီးတော့ကိုမျက်နှာကိုပုတ်တယ်ဆိုပြီးတော့လာရှိတယ်အဲ့တော့တမနောဒူအာတောင်းတဲ့အခါမှာလက်မြောက်တယ်ဆိုတဲ့ဟာဒီစ်တွေအများကြီးရှိတယ်ဟာဒီစ်အများစုမှာတမနောလက်ပဲထိမြောက်လဲဆိုရင်ယင်ဘက်ထိမြောက်အဲ့တော့တချို့ဟာဒီစ်မှာတမနောပခုံးထိမြောက်တယ်တချို့ဟာဒီစ်မှာအခုနကပြောသလိုလက်ကိုဒီလောက်အမြင့်မြောက်လိုက်တယ် ဟလာဂျိုင်းနေရပါပေါ်ရတယ်အဲ့ဒီနေရာအထိမြောက်ဖို့ဆိုတာကဟလာပုံမှန်အဖြစ်လက်ချောင်းတွေကအမျက်နှာနဲ့တညီအလောက်လောက်ခေါင်းလောက်အလောက်လောက်မြောက်မှာပဲရအဲ့တော့များသောအဖြစ်တမန်တော်မြောက်တာကဒီပုံစံဖြစ်တယ်အဲ့တော့ပုံမှန်အဖြစ်သောလက်မြောက်ရမယ့်နေရာဒီရင်မက်နဲ့တညီတဲ့ဖြစ်တယ်လက်လေးတွေကတော့ဟလာနည်းနည်းလေးချဲထားခြင်းကပိုကောင်းတယ်လက်ချောင်းလေးတွေပုံမှန်ထားမယ်လက်နှစ်ခုနည်းနည်းလေးချဲထားမယ်လုံးဝဒီလိုစီးပြီးတော့တောင်းရင်လည်းဘာမှပြဿနာမရှိဘူးတောင်းလို့ရတယ် နည်းနည်းလေးချဲထားခြင်းကပူကောင်းတဲ့ရင်ဘက်နဲ့အညီကဒါပုံမှန်အနေထားဖြစ်တယ်။ဒါပေမဲ့တစ်ခါတစ်ခါကြာရင်အယံကိုယူချိုးရတဲ့တိတဲ့အခြေအနေတွေရှိတယ်။အရိဟာတွေကဘာတယ်လဲဆိုရင်မိုးစုပန်ဆလာတုလ်အစ်စတစ်ကာဘတ်မိုးစုပန်တဲ့အခါမှာဒွာတောင်းတာတို့အဲ့လိုပဲအာရဖတ်ကွင်းမြေမှာများသောအဖြစ်ယူချိုးပြီးဒွာတောင်းရတဲ့နေရာဖြစ်တယ်။တမန်တော်မြတ်ဆလလောအလိုင်းဆလမ်လည်းတောင်းခဲ့တယ်။အရိဟာနဲ့ပတ်သက်တဲ့ဟာဒီသ်မှာလည်းအဲ့ဒီတိုင်းပဲလာရှိတယ်တမန်တော်ရဲ့ဒီလိုဂျိုင်းနေရာအထိမြင်ရတယ်ဆိုပြီးတော့ တော့အဲ့လိုအတီးတဲ့နေရာတွေမှာတော့လက်ကိုဥနာလိုပုံမှန်ထက်ပိုမြောက်ပြီးတော့ဟလာပခုံးနဲ့အညီဒိုမဟုတ်မျက်နှာနဲ့အညီစသဖြင့်ဒီလောက်ထိမြောက်ပြီးတောင်းခွင်းရှိတယ်အဲ့လိုမှမဟုတ်ပဲတခြားသောဒီဟာတွေကလွယ်ပြီးတခြားသောပုံမှန်ရိုးရိုးအခြေအနေမှာကတော့အကောင်းဆုံးပုံစံကရင်ဘက်နဲ့တညီတဲ့ထားမယ်လက်လေးတွေကိုတို့ဟာသူနည်းနည်းလေးခြေပြီးတော့လက်ချောင်းလေးတွေကိုလည်းပုံမှန်အနေထားထားပြီးတော့ပေါင်းခြင်းဟာအကောင်းဆုံးပုံစံဖြစ်တယ်